လုံနိုင်အောင် EU EU ဒေသတွေကနေပြီးတော့နေရာစားကြပေးပြီးခေါ်ထိုနိုင်ငံရင်းနဲ့စစ်ပညာတွေကိုကြိုးစားပြီးတင်ကြပေးလို့ရှိရင်ဒါတွေကရနိုင်မှာပဲဆိုတဲ့ခါမှာထိုအရာတွေကိုမိမိရမလို့ပဲနဲ့လေလိုက်ပေါ်ကနေပြီးတော့ဟာဝင်သွားလဲနဲ့နဲ့ယူပြီးထွက်လာလိမ့်မယ်ဆိုတဲ့အဲ့တော့အတိတ်ပဲပဲအသိဉာဏ်နဲ့တဲ့ဥဆောင်မှုစကလုံးတွေကိုသာလေနော်တွင်တွင်ပြောပြီးတော့နော်ဒီနေ့ပြောနော်လူချွန်တော်တွေလူလူနောက်လူပြက်တွေကနော်နောက်ကောက်ကြတင်မယ်စကလုံးတွေပြောပြီးတော့ပဲဦးဇင်းတို့တိုက်သူပြည်သားတွေကို force out လို့ခေါ်တဲ့မျောလင့်ချက်အမားတွေနဲ့ချွေးတိတ်ပြီးတော့ဒီထဲပဲသွားနေခဲ့တယ်ထွေတွေရိုးစင်ကြီးစမယ်အတိုင်မှုဆယ်ဦးတွေစပြီးဘာညာပေါ့ဘလို့အချင်းတွေဟာမန်းလေးကိုဘယ်နဲ့ဖျားမှတားလို့မြောက်သိမ့်ပလိုက်မယ်လို့ပါ ားတို့နဲ့ယနေ့ဥမာ DNA တွေလည်းဆုတ်သွားပြီအဲ့လိုအခြေအနေမျိုးမှာမုတ်ကုတ်ပြူပါမန်လေးဒီမုတ်မိတ်ပြူပါဆိုတဲ့နေရာမှာတပ်ပေါင်းစုဆွဲခါမှာအဲ့အဓိကတော့အညာဒေတာကဦးဇင်းတို့နော်အခု NGM တွေရောက်ကတမကျဲမှုတွေပြောလို့ကျွန်တော်ယနေ့ကိုလိုက်ပြီးတော့ဗျာအတူတူတိုက်ပြီးဆုကြအောင်ဆိုအေးအေးမဲ့ခေါင်းကြီးမှာပဲတဲ့အဲ့မှာအမေဖေးစနစ်ကထက်ကနေမလာတဲ့ခါကျတော့ကျွန်တော်တို့ကဘယ်လိုလုပ်ရမှာလဲတဲ့နော်အဆင်မပြေဘူးအဲ့ဒါကို NGM တွေနေနဲ့အထူးလောက်ဆောင်ဖို့လိုပါတယ်လို့မင်းတို့အောက်မှာရှိနေတဲ့နော်ဒီနေ့ငါတို့အစိုးရအောက်မှာရှိနေတဲ့နော်တိုက်ရဲဘာပေါ့ NGM အောက်မှာရှိတဲ့တိုက်ရဲမှုတွေကိုယ်တိုင်ပြောဆိုနေစကားစာမျိုးမင်းတို့ NGM က MOD ရဲ့ကောင်တွေကြားရလားလို့ငါတို့မေးချင်တာပါ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ NUG ကရိတ်ခါမပေးလို့ PDF တွေအင်အားရှိတဲ့တလောက်မရှိပဲစစ်ကော်မရှင်စစ်မှုထမ်းထဲရောက်သွားရတဲ့အကြောင်းဆရာတော်ဦးဝါရမကထောက်ပြလာသည်မို့အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားခဲ့ကြပါဦးခင်ဗျာ။ဟုတ်ရလေ။အရှားနိုင်ငံဒီမှာရောက်တဲ့အခါမှာအဆင်ပြေပါစေပေါ့ကိုကြီးထောက်ပံ့နေကြတဲ့သူတွေ။အဲ့လိုပဲတိုင်းပြည်တွင်းမှာရှိကြတဲ့နိုင်ငံသားတိုင်းလည်းပဲအားလုံး မတရားမှုအာဏာရှင်စနစ်ဆိုးဘေးနဲ့လက်နက်ရှိရင်ငွေရှိရင်အင်အားကြီးရင်မတရားနိုင်ကျင့်လို့ရတဲ့ဘေးပေါင်းမှပြင်းပြစွာလွတ်မြောက်နိုင်ခြင်းတွေဖြစ်ပါသေးတယ်လို့ခြေဥစွာဆန္ဒပြုတ်ရပါတယ်။အဲ့တော့ဦးဇင်းတို့တိုင်းပြည်မှာယနေ့တွေ့ကြုံနေရတဲ့အခြေအနေဆိုးကတော့တိုင်းသူပြည်သားတွေအတွက်တော်တော်ကိုအင်မတန်ကိုဆိုးပါတဲ့အခြေအနေပါပဲ။နိုင်ငံတွေမှာရှိကြတဲ့ဘာသာတရားတွေရဲ့အလှတရားဖြစ်တဲ့နော်အသိပညာကြောင်းကျိုးဆင်ခြင်တုံတရားဆိုတဲ့အသိပညာတို့ဒီလောက်မေတ္တာတရားတို့ဒီလောက်ဖော်ညွှန်းလို့ပြောဆိုလို့မရတဲ့အချိန်ကာလမျိုးပါ။ ရန်တံဃာတွေအနေနဲ့လည်းပဲမှန်တရားကိုဖြစ်စေခြင်းလို့ကိုကြောင်းကုကံလာလို့တော်မှเนาะအဲ့တော့ခါကြီးရဲ့ကြီးသူဆိုကြပါစို့ခထိန်ကာလမှာအဂတိတရား၄ပါလို့ဂတိဆိုတာတက်မှတ်တာဖြောက်မှတ်တာပေါ့နော်အဲ့တော့ဂတိဆိုတာတော့ဂတိဆိုတာတက်မှတ်ခြင်းပေါ့အဂတိဆိုတာမတက်မှတ်ဘူးပေါ့ကောက်ကွေ့တယ်ပေါ့မဖြောက်တမ်းဘူးပေါ့ဆိုတော့အဲ့လိုအဂတိတရား၄ပါဆိုတဲ့အရာတွေပေါ့နော်ဆန္ဒဂတိကိုရှစ်လွဲ့လူကမှားနေပြီလေအမှားတော့မလိုက်နဲ့လို့ နော်အမှန်တရားဘက်ကယက်တည်ပါလို့နော်ပြည်သူကိုစင်းရဲစေတဲ့အရာတွေမလုပ်ပါနဲ့လို့အာဂရိတရားတွေကိုဟောကြားဖို့ဆိုတာအခက်အခဲတွေ့ရတဲ့အခြေအနေပါဒါကြောင့်မို့လို့လောကကြီးဟာ ပညာနဲ့မေတ္တာနှစ်ပါးစုံမှလောကချမ်းသာပါတယ်။ယနေ့ဒီမိုကရေစီတိုင်းပြည်တွေလို့ပြောတဲ့ပြည်သူလူထုကရွေးချယ်တင်မြှောက်တဲ့ပုံစံတွေကပြည်သူလူထုတွေကိုဥပဒေကောင်းတွေပြုပြီးအုပ်ချုပ်တဲ့ကာလတွေမှာတော့ထိုပုံစံတွေဟာတကယ်တမ်းကျတော့တိုင်းသူပြည်သားတွေအတွက်အစီအခံပြီးတော့ကိုတက်တဲ့ပညာကိုတက်တဲ့နေရာကနေပြီးတော့တိုင်းပြည်ကိုစနစ်ကောင်းတွေဖြစ်အောင်ကြမ်းမိုက်လူမျိုးစီးပွားရေးတွေဖက်ဖက်ကတာလွန်တိုးတက်ကောင်းမအောင်ရှေ့သူရှေ့သူစူးစမ်းနေတဲ့ကာလမျိုးတွေမှာဦးဇင်းတို့နိုင်ငံမှာတော့တိုင်းပြည်အာဏာကိုပြည်သူလူထုကရွေးချယ်တဲ့ ခေါင်းဆောင်တွေကိုဖက်စီဒိုက်တောင်ဆန်းစုကြည်တို့လိုဖက်စီထောင်ချပြီးတော့မှအဲ့တော့ယနေ့တိုင်းပြည်အာဏာကိုလူယူထားပြီးတော့ခေတ်နောက်ပြန်ပြေးနေတဲ့အခြေအနေမျိုးနဲ့တိုင်းပြည်ဟာကြုံတွေ့နေရတဲ့ကာလပါအဲ့တော့ပညာမေတ္တာနှစ်ပါးစုံနဲ့ကြိုးစားရတဲ့အခါမှာမေတ္တာတရားနဲ့ထိုကဲ့သို့နော်နိုင်ငံကမှာရွေးချယ်တင်မြှောက်လိုက်တဲ့သူတွေနော်ဒီနေ့ပြောပါတီဆောင်ဒီမိုကရေစီစနစ်နဲ့ရွေးချယ်တင်မြှောက်လိုက်တဲ့ပုဂ္ဂိုလ်တွေကပြည်သူလူထုကိုနော်စနစ်ကောင်းနေနဲ့နော်အသိပညာတွေမေတ္တာတွေနဲ့အုပ်ချုပ်ရတဲ့နော်သွားရတဲ့စနစ်မျိုးပါယနေ့တိုင်းပြည်မှာယနေ့တွေ့ကြုံနေရတဲ့အခြေအနေကထိုပညာမေတ္တာ ပျက်စီးပါတယ်ဒါကြောင့်မလို့ဘာသာဆိုတာကတင်ကြတာဗုဒ္ဓဘာသာဖြစ်စေခရစ်ယာန်ဖြစ်စေအစ္စလာမ်ဖြစ်သေးဟိန္ဒူဖြစ်စေမြည်တိဘာသာမှာမကူွယ်တဲ့သူဖြစ်စေလူလောကမှာအသက်ရှင်နေတိုင်းနဲ့ခဏမှာပညာကြောင်းကျိုးဆင်ခြင်မှုတွေလည်းကော တော့မေတ္တာဆိုတဲ့တယောက်ခေါင်းချုပ်တယောက်လူလားမှုလို့ဒီတော့မြည်တို့ပင်လွယ်ချက်ချီချီမြည်တို့ပင်သိဉာဏ်နဲ့နဲ့တော့လောကကြီးကိုတကယ်ဆောင်းချောက်တဲ့တရားကတော့ကြောင်းကျူးစင်ကျင်မှုပညာနဲ့မေတ္တာကသာနေလောကကိုဆောင်းချောက်တာပါဒါကြောင့်မလို့ဒီမိုကရေစီစနစ်ဆိုတာလည်းပဲပညာနဲ့မေတ္တာနှစ်ပါးစုံနဲ့စနစ်ကောင်းတွေကိုသွားတာမလို့ပညာနဲ့မေတ္တာကိုတကယ့်ကိုရှေ့တန်းတင်ပြီးတော့သွားနေတဲ့အရာမျိုးပါယနေ့တွေ့ကြုံရတဲ့အချိန်တွေကဘုရားဘာသာရဟန်းတော်တွေအနေနဲ့ဖြစ်စေနော်ခရစ်ယာန်ဘာသာကြီးကောင်းဆောင်တွေအစ္စလာမ်ဘာသာကြီးကောင်းဆောင်တွေနဲ့ဖြစ်စေဟိန္ဒူဘာသာကြီးဘယ်ဘာသာကြီးကောင်းဆောင်မဲ့ဖြစ်ဖြစ်မိသူဝဲဖြစ်ဖြစ်ပေါ့နော်အစောနာပြောသလိုဦးဇင်းတို့အဂတိတရားမလိုက်စားနဲ့အဂတိတရားတွေမလိုက်ပါနဲ့ နောက်တိုက်ပြီးအုပ်ချုပ်မင်းလုပ်တဲ့ပုဂ္ဂိုလ်ကမင်းညတရား၁၀ပါးနဲ့ညီအောင်လုပ်ပါနော်အဲ့တော့ဒီနေ့ပြောရရင်တော့ဒါလူကျင်ဝရမ်းကျင်ဝအစတီအားဖြင့်ပေါ့ဇနီးမယားကျင်ဝမိဘကျင်ဝအသားသမီးကျင်ဝမိတ်ဆွေကျင်ဝဒီကျင်ဝတွေကိုလောကပါလာလောကကိုဆောက်ချောက်တဲ့ဓမ္မတွေကိုကျင့်သုံးဖို့ဘာသာတရားတွေကဟောပြောတဲ့အခါမှာစန္ဒာဂတိအချစ်လို့ပဲမလိုက်နဲ့အမားလည်းပဲမလိုက်နဲ့လို့ပြောတယ်ပြောလို့မရဘူးအဲ့တော့ဆိုလိုတာကဒီကနေ့ တော့တိုက်ပြည်ကိုမတရားအာဏာလုယူထားတဲ့ပုံကူတွေပြောတဲ့စကားရှိတယ်။ဒါနည်းပြောရင်တော့စစ်တပ်ကိုထောက်ခံတဲ့စစ်တပ်ကတိုက်ပြည်ကိုဆောင်းရှောက်တယ်ပေါ့။အဲစစ်တပ်ကိုထောက်ခံတဲ့အဲသူကတော့ဒါသူ့လူပေါ့နော်။စစ်တပ်ကိုမပြည်သူပဲပေါ့။စစ်တပ်ကိုမထောက်ခံတဲ့သူကတော့ဒါကတော့ပြည်သူမဟုတ်ဘူး။တဘုံမဲဆိုတဲ့ပုံစံမျိုးမတရားလုပ်တဲ့သူတွေပဲဆိုတဲ့ပုံစံမျိုးနဲ့ကြီးညာပြီးတော့တိုင်းပြည်ကိုဖျက်ဆီးဖို့ကြိုးစားတာပါဒီနေ့တိုင်းပြည်အာဏာအောင်2021မှာအထအချိန်မောင်းမြောက်စွာလူယူခဲ့တာနေထပ်ပြီးတော့လူယူခဲ့ပြီးတော့အဲလုံဆောင်လာခဲ့တဲ့ထိုးစစ်ကောင်းဆောင် အတီးတီးဟာသူတို့ရဲ့ lobby တွေကဘာပြောလဲဆိုတော့2020အစောပိုင်းလောက်တွေကအညာဒေတာပေါ့မြေကြီးကြံရင်တော်ပြီဘုံကျဲပေါ့နော်ဒါဒီလိုပုံစံမျိုးတွေနဲ့ ကျွန်တော်ခြေကြောင်းလာပြီးတော့မှရဲရဲဆက်ဆက်ယနေ့လုံးကြံလုံးကြံလာခဲ့တာပါယနေ့ဒေါ်လာရင်းဟာရှေ့ကိုဒုံဆိုင်ပြီးတော့ပြေးနေတာပါလူငယ်တွေအသက်ပေးမှုတော့တိုင်းသူပြည်သားတွေအမှန်တရားမျက်နှာမှုယနေ့ဒေါ်လာရင်းဖြစ်နေပေမဲ့အညာဒေသမှာတကယ်ကိုပြည်သူလူထုတွေကဘလောက်ပဲပုံကျေပုံကျေဘလောက်ပဲရွာမိရှို့ချို့ဘလောက်ပဲဖမ်းဆီးတပ်ပြတ်တပ်ပြတ်ထို့အမှန်တရားကိုတော့ရဲရဲဆက်ဆက်တော့တရားရခိုင်နှုန်းတက်လွန်အောင်ထောက်ခံပြီးတော့ရှေ့ကိုသွားနေတဲ့ကာလတွေမှာ2029ဒေါ်လာရင်းတို့2029ဆိုတဲ့တော့တနည်းပြောရင်တော့ညောင်ပိုင်းဖွဲ့တွေရဲ့ DNL တွေရဲ့ နော်ဒေါ်လာရေးတို့ဒီလောက်ထိုဒေါ်လာရေးမှာလည်းဒီနေ့အားလုံးအားလုံးဆိုတာလေဦးဇင်းတို့ NUG ဆိုရဦးဆောင်တဲ့နော်အဖွဲ့အစည်းဟာဒေါ်လာရေးထဲမှာပါဝင်ပြီးတော့ထိုလိုင်းကို မလိုက်နိုင်ခဲ့ဘူးဒုတိယအကြိမ်ဖြစ်တဲ့ line မှာလည်းတက်တောင်ချနဲ့ခွန်မှာလည်းမလိုက်နိုင်ခဲ့ဘူးထိုအရာတွေကဦးဇင်းတို့တော်လန်ရေးအတွက်တကယ့်ကိုပြက်ကွက်မှုတကယ့်ကိုအားနည်းမှုဆိုတဲ့အရာဖြစ်ပါတယ်ဒါကြောင့်မလို့စီးလုံးညီညွတ်မှုဒေါ်လာရေးပွဲစီးတွေစီးလုံးညီညွတ်ဖို့လိုတယ်လို့ယနေ့အမြဲတမ်း2021 2022 2023 2024 2025တိုက်အောင်ဦးဇင်းတို့ဟောအားလုံးရောနိုင်ငံရေးမှာတိုင်းပြည်မှာစနစ်ဆိုးကနေလွတ်မြောက်ပြီးအာဏာရှင်စနစ်ဆိုးကလွတ်မြောက်ပြီးတော့မှမတရားမှုတွေစိတ်သွင်းတဲ့တိုင်းပြည်ကိုရောက်ရှိစေရန်လို့တော့ဒေါ်လန်မတရားမှုကိုအာဏာရှင်စနစ်ဆိုးကိုဒေါ်လန်ကြတဲ့အစုဖွဲ့အသီးသီးဟာညီညွတ်နိုင်ကြဖို့ပြောရတာပါအဲ့တော့ညီညွတ်နိုင်ကြဖို့ပြောတဲ့ခါမှာလည်းပဲကိုဂျိုးအတ္တကိုရှိ ရမ်းမတင်ဖို့လိုအပ်ပါတယ်ဘုန်းကြီးစကားနဲ့ပြောရရင်ဦးဇင်းတို့တိုင်းပြည်မှာဟိုတနည်းပြောရင်ပေါ့နော်လက်လာပါနဲ့ကြော်ကြမှုပါအမှန်တကယ်ကြောက်ဖွယ်ကောင်းပါတယ်တော့တော့တနည်းပြောတော့ဒေါ်လာရေးစုခွဲတွေကြားထဲမှာကြော်ကြလာတဲ့လူမမငန်ကြော်ကြလာတဲ့လူလည်းပဲအချင်းချင်းတွေအသိပညာအမှန်တရားမြန်လို့ပဲအသိပညာအားနည်းလူတွေကတော့ချာထိုးချာရင်းနဲ့ဒီနေ့ဒေါ်လာရေးကအထိခိုက်တယ်များတယ်တနည်းပြောရင်တော့အဲကြော်ကြမှုပုံမှာလည်းအန္တရာယ်များတယ်လို့အဲနောက်တစ်ချက်ကရရှိမှုပေါ့နော်အဲ့တော့ဒေါ်လာရေးကပြည်သူလူထုရဲ့ နော်အချိုးစီပွားနိုင်ငံကမှာရောက်နေကြတဲ့သူတွေရဲ့တပတ်တရင်းကဒေါ်လာအစတီအပြည့်လူတန်းနဲ့တရမ်းပေါ့နော်အဲ့တော့ဂျပန်စကားနဲ့ပြောအဲ့လိုလူတန်းနဲ့ငွေတွေပြည်တွင်းပြည်ပလူတန်းနဲ့ငွေတွေနဲ့စုပွဲပြီးတော့မတရားတဲ့စနစ်ဆိုးဆိုတဲ့အစိတ်ပင်ကိုဆွဲနှုတ်တယ်လို့ဦးဇင်းတို့ဒီနှုတ်ခါအဖြစ်နော်အဲ့တော့အစိတ်ပင်ပဲဖြက်ကအဖြစ်နဲ့ဦးဇင်းတို့ပေးကမ်းကြတာပါအဲ့လိုပေးကမ်းကြတဲ့အရာတွေဟာဒီနေ့ဒေါ်လန်ရေးရဲ့ဒေါ်လန်ရေးပေါ်မှာအာတနည်းပြောရင်တော့ဘေးရဆိုးကျိုးတွေများခဲ့တယ်ဒေါ်လန်ရေးအထောက်ပံ့ဖြစ်တာတွေအင်မတန်နေခဲ့တယ်ဆိုတာဟာဒီနေ့2025ချိန်ကမှအင်မတန်ကိုထင်ရှားပေါ်လွင်လာပါတယ် ထိုးရာတွေဖြစ်လာတဲ့ခါကျတော့ယနေ့နော်အာနာချင်အားလည်းပဲယနေ့အာဂရိဆန္ဒဂရိရှစ်လို့ပဲလိုက်ပြီးတော့နော်တိုင်းပြည်သားတွေပေါ်မှာရောမတရားလုပ်တယ်နော်ဒီနေ့မျိုးအာနာချင်ဘက်ကနော်အာနာချင်ရဲ့လော်ဘီတွေရောတိုင်းပြည်ကိုစောင့်ချောမဲ့ရရှိရကန်ချက်စစ်တီတော်တော်များများရောပဲလိုက်ပြီးတော့မတရားလုပ်လို့ယနေ့တိုင်းပြည်ဟာဆင်းရဲဒုက္ခတွေ့ကြုံရပါဒေါ်သာဂရိဒီနေ့မျိုးနော်တိုင်းပြည်သားရွေးချယ်တဲ့ပုဂ္ဂိုလ်တွေမှာမုံတီးပြီးတော့နော်အမှန်တရားဘက်ကမရက်ပြီပဲနဲ့တိုင်းပြည်ကိုစောင့်ချောမဲ့ရရှိရကန်ချက်စစ်တာတွေကအာနာချင်ဒီနေ့စီဦးစည်းချုပ်ဆိုတဲ့သဘောတော်အလိုကြနော်စိတ်တော်ကြိုက်ဘောင်းတော်ကြီးလုတ်ခဲတဲ့အကြောင်းအာဂရိတိုက်ခဲကြောင်းလို့ဘေးတော်ရောက်ခဲ့တယ်အာနာချင်ကဒါကိုစုတ်ကယ်ပြီးတော့တမိတ်တာ နာတစ်စနစ်အောင်ပါတနည်းပြောတော့ငါမိသားစုငါအသက်ကြောက်လို့ဘုံကြီးရပါတယ်ဆိုတာတွေဖြစ်လာတော့ဘယ်ဟာကလေးဘေးကြောက်လို့ကိုကိုမိသားစုကိုတတ်မှာကြောက်လို့ကိုမိသားစုကိုဖတ်မှာကြောက်လို့တော့တနည်းပြောတော့အသက်ကိုဆုံးလို့ပြီးတိုင်းပြည်ရဲ့တိုင်းပြည် ပြည်သားတိုင်းသူပြည်သားတွေရဲ့တဝဲကိုစီးစင်ဖို့ကာဝယ်မလို့တာဝန်ထမ်းဆောင်တဲ့ရာချိရာခံအကြစစ်တီလေရင်မှုတွေကတိုင်းသူပြည်သားကိုပြန်ပြီးတော့ဘုံကျဲတယ်ဆိုတော့ကိုမိသားစုက၄၅ရောက်ရယ်လေအလွန်ဆုံးကြီး၁၀ရောက်ပေါ့အလွန်ဆုံးကြီးအကျောင်း၅၀ပေါ့ဝါမိသားစုဆွေမျိုးတရာပေါ့အဲ့ဒါကိုတနိုင်ငံလုံးမှာရှိတဲ့တန်းချီတဲ့ပြည်သူလူထုကိုတော့တန်း၅၀ကျော်တော့ပြည်သူလူထုကိုဒုက္ခရောက်အောင်ဘုံကျဲတယ်ဆိုတော့အဲ့တော့ယနေ့ဒီစစ်တပ်ထဲမှာရှိကြတဲ့သူတွေကဗုဒ္ဓဘာသာတွေပဲဒါကြောင့်စန္ဒာဂရီချစ်လို့ပဲမလိုက်နဲ့ဒေါ်လာဂရီဘုံလို့ပဲမလိုက်နဲ့ဘေယာဂရီဘေးကြောက်လို့လည်းငါတင်ငါအဝေးငါသားသမီးဆိုတာနဲ့ငါတို့တိုင်းသူပြည်သားအများရဲ့ပုံမှာမေတ္တာငဲ့ကြည့်ရအောင်တော့တိုင်းသူပြည်သားအများဆိုတော့ငဲ့ပဲနဲ့ငါမိသားစုဆို ော့ငှက်လိုက်တဲ့ခါကျတော့မတရားတဲ့စနစ်ဆိုးတွေကပေါ်ပေါက်လာတယ်မတရားတဲ့စနစ်ဆိုးပါပေါ်ပေါက်လာတော့ဒိုင်းပြည်ကဘာဖြစ်လာတော့နော်အဖက်ဘက်ကဒီပညာရေးကျမကြီးလူမျိုးကြီးအကုန်ပဲပေါင်းစုံချုပ်ရင်းပြီးတော့တကယ်ကိုရေးမြို့နယ်မြောက်ပိုင်းတွင်စစ်တပ်စစ်ကြောင်းနဲ့တော်လှန်ရေးတပ်များတိုက်ပွဲဖြစ်စစ်သားတအူးတေပြီးနှစ်ဦးတန်ရာရမုံပြည်နယ်ရေးမြို့နယ်မြောက်ပိုင်းကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းမုံပြည်တော်လှန်ရေးတပ်ထံကသိရပါဗျာ နိုဝင်ဘာ17ရက်မနက်10:00နာရီကျော်လောက်မှာခလာရတရ6ကနေအင်အား2ရာဝင်းကျင်နဲ့ထွက်လာတဲ့စစ်အုပ်စုကကနင်ကမော်ရွာအနီးကိုစစ်ကြောင်းထိုးလာချိန်မှာအပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့တာလို့သိရပါတယ်။ အဲ့ဒီနောက်နေ့လယ်၁၀နှစ်နာရီကျော်လောက်မှလည်းဒုတိယအကြိမ်ထပ်မံတိုက်ပွဲဖြစ်ခဲ့ပြီးစစ်သားတယောက်တေဆုံးက၂ယောက်ထိမှန်တန်ရာရသွားတယ်လို့ဆိုပါတယ်။တပ်သားနှစ်ဦးအပြင်းထန်တန်ရာရပါတယ်။တပ်သားတယောက်တေဆုံးခဲ့ပါတယ်။လက်ရှိကတော့ဆက်ကဆာရဲ့ရဟတ်ရုပ်တွေဖြတ်တန်းသွားလာမှုတွေများနေပါတယ်လို့မစွာရဲ့ပြောရေးဆိုခွင့်ရှိသူမီတလန်ညံကမောင်းကိုပြောပါတယ်။ ပစ်ခတ်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်အုပ်စုကခလာရ106ထဲကိုပြန်လည်ဝင်ရောက်သွားပြီးတော်လန်ရေးတပ်ဖွဲ့ဝင်တွေလည်းအထီးအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုမွန်ပြည်ဖက်ဒရယ်ကောင်စီကာကွယ်ရေးဌာနလက်အောက်ခံတပ်တွေဖြစ်တဲ့မွန်ပြည်တော်လန်ရေးတပ်ရေးပြည်သူကာကွယ်ရေးတပ်နဲ့ရာမညမွန်တပ်တော်တပ်မဟာ6တပ်ရင်း28တပ်ခွဲတပ် တပင်ရွှေထီးကိုကြိုက်တဲ့ပြည်သူကကွယ်ရေးတပ်ဖြူဟာ33ဒေါ်နာချေမုံကြီးတက်ခွဲလို့ပူပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။မြင့်ကြတဲ့နိုင်ငံဖြစ်ကိုရင်းနှီး၅နှစ်တောင်ကာလအတွင်းမှာအကြီးအကျယ်ကိုစောက်ထုံးမုံပြောကြိုက်အောင်သွားခဲ့ပြီမဟုတ်ဘူးလား။ဒါတွေဟာအဂတိတရား၄ပါးဆိုတဲ့တော့တနည်းပြောရရင်တော့ဘေးကြောက်လို့ ဟိုအာနာချင်းကအဲ့လိုလုပ်လာတဲ့အခါမှာဘေးကြောက်လို့ငါမိသားစုဒီကိမှာကြောက်လို့ဆိုတဲ့ရာရှိရာကန်အကျက်စစ်တီနဲ့လော်ဘီတိုက်ရောက်ဒီဒုက္ခတွေကရောက်ကြရတယ်။ဟုတ်ပြီမောဟာဂရီအဲ့တော့မတည်ဘူး။နော်ဒီဘဝဒီကိုယ်စားနောက်ဘဝနောက်ကိုခံဆိုတဲ့အပုဒ်တို့မျိုးတွေကနောက်ဘဝရှိရှိမရှိရှိကွာအခုဘဝချမ်းသာဖို့ရေးကြည့်တယ်အခုဘဝအဆင်ပြေဖို့ရေးကြည့်တယ်ဆိုတဲ့မောဟာမတည်ပဲနဲ့တိတ်ဆုံးကြတဲ့စိတ်တွေကြောင့်ဖြစ်ကြတယ်။ဒီတရားတွေကိုနိုင်ငံတွင်းမှာဟောပြောဖို့ဆိုတာယနေ့မတရားတဲ့ case source နဲ့ဆိုတဲ့မှာဘယ်လိုလုပ်လဲကူမှလည်းနော်ဒီအရာနဲ့ပေးကမ်းဆိုကြတဲ့အကြောင်းဒါနအကြောင်းနဲ့ပူတဲ့အရာကိုပြောလို့မရတော့တဲ့အခြေအနေမျိုးနော်ပြောမမှန်ပြောနေတဲ့ရန်တန်ကလည်းရှိပါပါဘာသာရေးဆရာတွေရှိပါပါသို့တော်လည်းပဲရှိ ကိုထွက်ခွဲနောက်တိုင်းပြည်ကိုတိအောင်လုပ်ခွဲဆိုတဲ့အရာတွေဟာမရနိုင်ဘာကြောင့်လဲဆိုလို့ရှိရင်အမတရားလွှမ်းမိုးတဲ့ခါမှာအမတရားကိုပြောတဲ့သူတွေကိုထောင်ထဲချင်းချဖမ်းဆီးတပ်ဖြတ်နေတဲ့ကာလမျိုးကိုဖြစ်နေတာကိုအဲ့လိုပဲယနေ့တော်လိုင်းရေးကာလမှာလည်းပဲတိုင်းသူပြည်သားဆိုတဲ့အကျိုးစီးပွားကိုရှေ့မရှိဘဲနဲ့မိမိတူတယ်မိမိတပါတီမိမိတလူမျိုးမိမိတပါသားကိုရှေ့ချပြီးတော့လုတ်ကင်တာတွေဆောင်ရွက်တာတွေညားလာတဲ့ခါမှာယနေ့တော်လိုင်းရေးဟာတတော်ကိုနော်ခေါင်းဆောင်မှုစွန့်ရင်အားဟာနိုင်ကြပါတယ်နောက်တော့တနည်းပြောရင်တော့အဲ့တော့တနည်းပြောရင်အနာဂတ်မြင်ကွင်း ကျေဖို့လိုအပ်ပါတယ်နိုင်ငံငါတို့လူငယ်တွေတက်ပြီးနေကြတယ်ဘွားပြီးနေကြတယ်တောထဲမှာစေပစီပြည့်ဆိုရင်လားစောင်းနေပြည့်ဆိုရင်လားစောင်းနေဆိုရင်အနှွေးတက်ရရလားမိုးတွေဆိုရင်ခက်ခဲများရှိနေလားတိုက်ပွဲရလဲတိုက်နေရသေးစောင်းတွေမိုးစောင်းမှာအဲပူတော့လဲပူလို့အေးတော့လဲအေးလို့နော်လားရွာတော့လဲရွာလို့ ਨੇ ခက်ခဲများဥစ္စာဖြစ်နေခါငါသားသမီးလေးတွေငါဘေးကင်းရလုံချွာရောက်တယ်လို့ငါတို့ရဲ့တော်လိုင်းလူငယ်တွေဟာအသက်တွေဘွားတွေဆုံမျိုးဘာသာမျိုးလူမျိုးမျိုးရဒီစနေစိုးကိုဖြိုချနေအောင်လူငယ်တွေအသက်ပေးနေကြတယ်ဦးဇင်းတို့အများအားပြောခဲ့ပါတယ်2020နှစ်တည်းကတော်လိုင်းကြတဲ့လူငယ်တွေယနေ့တော်လိုင်းကြတဲ့မြေပြင်မှာလူငယ်တွေ မရှိကြတော့ဘူးဆိုရင်အစိုးရဆိုတာနော်အပူပဲတနည်းပြောတော်လိုင်းအစိုးရဆိုတာအပူပဲအဲ့လိုပဲဦးဇင်းတို့လည်းပဲအခုနော်စနစ်စိုးကိုပဲဖြစ်နိုင်ဖို့ကြိုးစားကြပါဘာသာရေးစနစ်မားတွေကနေလွတ်မြောက်အောင်ကြိုးစားကြပါနိုင်ငံရေးစနစ်မားတွေကလွတ်မြောက်မှတိုက်တည်ဟာတာဝါပြောတဲ့နေချင်းကြောင်နဲ့အသိပညာနဲ့ထုံမုန်းနဲ့မေတ္တာနဲ့ထုံမုန်းနဲ့နိုင်ငံတရားကိုအနာဂတ်မှာချီးကျူးပြီးတက်နိုင်မယ်ဆိုတဲ့နိုင်ငံရေးစနစ်မားတွေဘာသာရေးစနစ်မားတွေရောဦးဇင်းတို့ရောဒီမှာ နော်ဘယ်လိုလုပ်ပြောလို့ရတော့မှာလဲအဓိကလူငယ်တွေကိုတံမိုးထားဖို့လိုတယ်အသက်ပေးနေကြတဲ့ဒေါ်လာလူငယ်တွေရဲ့စောင်းနေဂျမားကြီးနော်အဲ့တော့ဒေါ်လာကြီးအထောက်ပံ့ရိတ်ခါဆိုတဲ့အရာတွေကိုယနေ့တိုင်နော်အဲ့တော့ခေါင်းဆောင်မှုဆွမ်းရည်ဖြစ်တဲ့ NGO ဆိုရတာဥစဉ်လို့အပြစ်ပြောတာမဟုတ်မှန်တိုင်းပြောတာဒါတွေကိုမပြုတ်ပြင်မဲနဲ့အာစနစ်ဆိုးဘယ်လိုလုပ်ပြတ်သုံးပါလဲဥစဉ်လို့အများအားပြောပြပါတယ်နော်ချိကိုလူတယောက်ဟာပြေးဝဲပြန်ဝဲပြေးမယ်ဆိုရင်ကိုယ့်ခြေတော့မှဒူးမှကဲဒူးမှနားနေတယ်ခြေတော့မှဆူဆူးနေတယ်အဲ့ဒီကပထမရောက်အောင်ပြေးမယ်ဆိုလို့ဘယ်လိုလုပ်ဖြစ်နိုင်ပါလဲနော်ဒါကြောင့်မလို့ခြေတော့မှဆူဆူးနေတော့ပြင်ပါမင်းဒူးနာနေတာကိုတေချာဆေးလိမ့်ပြီးတော့ကုစားပါလို့အဲ့လိုပြောတဲ့ခါဟာ ါငါလာပြောနေနေငါကပထမရောက်ပြီးမှာဟိုချန်တဲ့ကောင်တွေပြောပါလားမင်းကငါလူငါပြန်ပြောနေပြန်နေတယ်ဒုနာတာပြောနေရလားစူးစူးတာပြောနေရလားဆိုပြီးတော့နော်စူးစူးတာကိုထွင်ပြီးမှာနော်အနာပြောင်းစေခြင်းလို့ဒုနာတာပြောင်းမှာပထမရောက်အောင်ပြေးနိုင်မှာမို့လို့ကိုယ့်ရောကောင်ကိုကုစားဖို့ပြောတဲ့ခါမှာနော်ပြောတဲ့လူရန်လုပ်တဲ့အခြေအနေမျိုးလို့နော်အဲ့တော့ဒီနေ့နော်စနစ်ဆိုးကအာနာရှင်တော့အာနာရှင်လှုပ်လို့မှာပဲလေဒီနေ့တိုင်းပြည်မှာ2000ကျစ်ရှိဦးပြက်ပြီးလို့ဘလောက်ပြောပြောထို2000ကျစ်ရှိဦးကိုစုပ်ကင်ပြီးတော့အာနာရှင်ကသွားနေတာပဲအဲ့လိုအာနာရှင်အဲ့လိုသွားနေတဲ့ကာလမှာမတရားစစ်မှုတွေဥပဒေနဲ့ဦးရနေ2024 ဇန်နဝါရီဖေဖော်ဝါရီကစလိုက်တာအခုဆိုကြပါဦးအပတ်စဉ်เนาะအဲ့တော့ဒီနေ့အမျိုးသားတွေဆို16တောင်ရောက်တော့မယ်เนาะဆက်ခွန်ပြီးတော့မယ်အဲ့တော့တွေ့ကြည့်စမ်းအမှတသိန်းကျော်သွားပြီအဲ့ဒါ ်နော်အဲ့လိုမျိုးတွေနော်မျိုးသမီးစစ်မှုထမ်းဆိုလို့ရှိရင်နှစ်ကြိမ်ဖြစ်သွားပြီအဲ့တော့ဆိုကြပါစို့သူရဲ့ဒီ2021ကနေရေ2025အထိနော်တွန်လိုင်းကာလာနော်အဲ့တော့ပြည်နယ်တွေမှာရောနော်ပြည်တွင်းမှာရောပြည်ပမှာရောအဲ့လိုခွဲခြားပြုတော့နိုင်ငံမှာတိုင်းနဲ့ပြည်နယ်ဆိုတဲ့အနေအထားတွေမှာအဲ့လိုဖြစ်ကြတဲ့ခါကျတော့လူမျိုးစုလူနယ်စုလက်နက်ကန်အင်အားစုတွေရှိကြတယ်ဗျတော်လန်ကြတဲ့ခါမှာသူအာနာလူစစ်တပ်ရဲ့အခိုင်းခံတိုင်းပြည်ကိုကယ်တင်မဲ့စစ်တပ်တော့မဟုတ်ဘူးတိုင်းပြည်ကိုဆောက်ရှောက်တဲ့စစ်တပ်တော့မဟုတ်ဘူးအာနာချင်းရဲ့အခိုင်းခံအဂတိလေးပါတင့်နေတဲ့သူစစ်တပ်ဟာ အဲ့ဒီကြဆုံးသွားတယ်ဆိုရင်တော့မှ2000 3000တဲ့ပတ်ဖို့အဲ့တော့သူရသွားတာအခု3000လောက်ဆိုတော့3000လောက်ပို့သွားပြီเนาะဒါကြောင့်မလို့ပရိနိုင်ငံကြီးရရုရှားရဲ့ထောက်ပံ့မှုအိန္ဒိယရဲ့ထောက်ပံ့မှုเนาะအာဆီယံနိုင်ငံကြီးရဲ့เนาะနောက်နောက်ပြလက်သိထိုးစ조사အထုတ်မှုယနေ့တရုတ်ရဲ့တရုတ်အာဏာရှင်ဆိုရဲ့ပေါ်ပေါ်တင်းတင်းထောက်ခံမှုတွေနဲ့ယနေ့ချစ်ကိုပြေးနေတယ်ဒါကြောင့်မလို့ပြောပိုင်းသုံးဘက်ပါ MNDA လုံးဝငြိမ်းချသွားပြီเนาะ TNL ဆိုလို့ရှိလို့ရှိရင်လည်းငြိမ်းငြိမ်းသွားတဲ့အခြေအနေ MNDA ဆိုပြည်နယ်ခွဲဝေးကိစ္စတော့မှဆွေးနွေးမယ်ဆိုတဲ့အတန်တွေတော့မှဒီလိုမျိုးတွေထွက်လာနေတဲ့အခြေအနေမျိုးအတိုးဆုံးလုပ်ပြီးတော့သူအာဏာကိုတည်မြဲအောင်조사ပြီးတော့မှဒီလိုကစားနေတဲ့ ကာလတွေမှာတို့2006အောက်ကနေပြီးတော့မှတော့လူပေါ်တာဆွဲပြီးတော့မှတော့ဒီနေ့တိုင်းပြည်ကိုချစ်ပင်မယ်လဲမိသားစုဖမ်းမယ်စီးမယ်တခြားနိုင်ငံတွေလည်းပြေးစီအောင်ငွေကြေးရမရှိပြေးမယ်ဆိုလည်းအစိမ်းကမပြေးခက်ခဲမှုများဆိုတာဖြစ်တဲ့လူတွေကိုအားလုံးကိုဒီနေ့ နော်အဲ့တော့မတရားစစ်မှုတဲ့ဥပဒေနဲ့အာဏာရှင်စနစ်စိုးအောင်မှသွားရတယ်မို့လားလက်နဲ့ကင်ပြီးထွက်လာခဲ့လို့ပြောလို့မရဘူးခက်ခဲတွေအများစွာဆိုတော့မိသားစုရဲ့သူ့တည့်ရယ်ဆိုတော့ယနေ့အခက်ခဲပေါင်းများစွာကြုံတွေ့ရတယ်ထိုယာတွေကိုယနေ့ဥဆောင်ကြတဲ့သူကဥဆောင်မှုခံခံရပြီးထိုယာတွေကိုနော်ဒေါ်လာကြီးရဲ့ရိတ်ခါမပေးနိုင်ဘူးဆိုတော့ဆောက်နေနော်နေစရာထိုင်စရာပေးပြီးတော့နော်စစ်ပိုင်းဆိုင်ရာနိုင်ငံရေးတနက်နော်ဒီနေ့ပြောနော်မတရားတဲ့စနစ်ကိုမုံနီးမတရားတဲ့စနစ်ကိုပယ်ရှားတုတ်တင်ရဲတဲ့ဘယ်လိုချင်းဒီမှာဖြစ်ဖြစ်အနာဂတ်မှာသွားမယ်ဆိုစိတ်ဓာတ်တွေနဲ့ လုံနိုင်အောင် EU EU ဒေသတွေကနေပြီးတော့နေရာစားကြပြီးပြီးခေါ်ထိုနိုင်ငံရင်းနဲ့စစ်ပညာတွေကိုကျူးစားပြီးတင် जा ပြီးလို့ရှိရင်ဒါတွေရရနိုင်မှာပဲဆိုတဲ့ခါမှာထိုအရာတွေကိုမိမိရမလို့ပဲနဲ့လေလိုက်ပေါ်ကနေပြီးတော့ဟာဝင်သွားလဲနဲ့နဲ့ယူပြီးထွက်လာလိမ့်မယ်ဆိုတော့အဲ့တော့အတိတ်ပဲပဲအသိဉာဏ်နဲ့တဲ့ဥဆောင်မှုစကလုံးတွေကိုသာလေနော်တွင်တွင်ပြောပြီးတော့နော်တနည်းပြောရင်လူချွန်တော်တွေလူလူနောက်လူပြက်တွေကနော်နောက်ကောက်ကြတဲ့မယ်စကလုံးတွေပြောပြီးတော့ပဲဦးဇင်းတို့တိုက်သူပြည်သားတွေကို force hold လို့ခေါ်တဲ့ညှို့နှင့်ချက်အမားတွေနဲ့ချွေးသိမ့်ပြီးတော့ဒီထဲပဲသွားနေခဲ့တယ်ထွေတွေရိုးစင်ကြီးစားမယ်တိုက်ရင်မှုစဲဦးတွေစားပြီးဘာညာပေါ့ဘလို့အချိန်ကြီးဟာမန်းလေးကိုဘယ်နဲ့ဖျားမှတားလို့မြောက်သိမ့်ပလိုက်မယ်လို့ပါ ားတို့နဲ့ယနေ့ဥပမာ DNA တွေလည်းဆုံးသွားပြီအဲ့လိုအခြေအနေမျိုးမှာမုတ်ကုပ်ပြူပါမန်လေးဒီမုတ်မိတ်ပြူပါဆိုတဲ့နေရာမှာတပ်ပေါင်းစုဆွဲခါမှာအဲ့အဓိကတော့အညာဒေတာကဦးဇင်းတို့နော်အခု NGM တွေရောက်ကတမကျဲမှုတွေပြောလို့ကျွန်တော်ယနေ့ကိုလိုက်ပြီးတော့ဗျာအတူတူတိုက်ပြီးဆုကြအောင်ဆိုအေးအေးမဲ့ခေါင်းကြီးမှာပဲတဲ့အဲ့မှာအမေဖေးစနစ်ကအထက်ကနေမလာတဲ့ခါကျတော့ကျွန်တော်တို့ကဘယ်လိုလုပ်ရမှာလဲတဲ့ เนาะအဆင်မပြေဘူးအဲ့ဒါကို NUG MOD နေနဲ့အထူးလို့ဆောင်ဖို့လိုပါတယ်လို့မင်းတို့အောက်မှာရှိနေတဲ့เนาะဒီနေ့ငါတို့အစိုးရအောက်မှာရှိနေတဲ့เนาะတိုက်ရဲဘာပေါ့ NUG အောက်မှာရှိတိုက်ရဲမှုတွေကိုတိုင်းပြောဆိုနေစကားစာတွေမင်းတို့ NUG က MOD ရဲ့ကောင်တွေကြားရလားလို့ငါတို့မေးချင်တာပါဒါကြောင့်မလို့เนาะအဲ့ဒါဘိုးကိုဘိုးကိတ်မှာလည်းပဲတကယ့်ကိုအမိတ်မစ်စနစ်စနစ်တကျခိုင်ခိုင်မာမာနဲ့စုဖွဲ့မှုအင်အားနဲ့နောက်တစ်ခုကအညာဒေသမှာလည်းထိုစနစ်မျိုးတွေကိုဥဆောင်မှုစူးစမ်းနိုင်ဖို့လိုအပ်ပါတယ်ဥဆောင်သူတွေက နောက်နှစ်စာတို့သုံးစာတို့ပြီးတော့ကိုရိုးဆွလို့ပြမတနည်းပြောရင်တော့နောက်လိုက်တွေအစ90 30တို့ပြီးတော့စူးစမ်းအထောက်ကြပါပါ။နောက်အဲတော့ခေါင်းဆောင်လုပ်တဲ့သူတွေကပြောတဲ့စကားမတီးကိုရိုးစီဝါကြည်ကြပြီးကိုလွတ်ပြီးရောဆိုပြီးတော့မှလောက်ကြရင်တော့နောက်ကဗျမ်းပါတာနဲ့နောက်ဒေါ်လာကြီးကအသက်တွေများစွာဆုံးခဲ့ရတယ်ကိုလိုက်နာတွေဆုံးခဲ့ရတယ်။အဲတော့ရက်ရွာတွေဟာတော့တော့မိရှုခံရတယ်ဘုံကျဲခံရတယ်တပ်ဖြတ်ခံရတယ်ဖမ်းဆီးခံရတယ်နိုင်ငံခေါင်းဆောင်နဲ့အကားလုံးတော့မထင်မရှားတဲ့သူတွေကထောင်နဲ့နောက်ပဲမှာရှိနေတယ်မလို့မြောက်သေးဘူး။ဒါကြောင့်မလို့ယနေ့ရှိနေတဲ့အင်အားစုတွေကအများကြီးရှိတယ်။အဲတော့အင်ဒီအားပြည့်နဲ့တော်တော်များများလည်းရှိနေတဲ့အရာကိုစနစ်တကျစုစည်းမှုအောင်ခေါင်းဆောင်မှုစွမ်းရည်ဆိုတဲ့ကိုရိုးဆွလုံးမှု နော်အဲ့တော့ဒီနေ့ပြောအနာဂတ်ကိုမြင်ဝင်ချင်ခြင်းနဲ့ကြီးစုနိုင်မှုနဲ့ကိုယ့်ရဲ့အားနည်းချက်တွေကိုဘေးပြင်ပြီးတော့ခေါင်းဆောင်မှုစွန့်ရည်နော်ပြေဝါစွာဖြင့်ခေါင်းဆောင်တွေနှလုံးသားကိုရိုးစွန့်လွန်မှုဖြင့်နော်အားကောင်းကောင်းနော်စနစ်ကောင်းကောင်းနဲ့ခေါင်းဆောင်မှုကောင်းကောင်းနဲ့အဲ့တော့အရာရာကိုစုစည်းညီညွတ်အောင်ခေါင်းဆောင်တွေကဥဆောင်စူးစမ်းမှာမလို့အောက်ကလူတွေကိုသွားပြောလို့မရဘူးဒါကြောင့် NGO MOD အနေနဲ့စနစ်နဲ့ကြအမိန်ပေးစိတ်ခိုင်းမှုတရက်ကိုဖြစ်စေမဲ့စနစ်ကို COC ကိုအကောင်းဆုံးတိစောက်ပြီးတော့ဒိုင်းပြည်ကိုစနစ်ဆိုးပေးကလွတ်မြောက်အောင်နော်တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့စူးစမ်းအထောက်နိုင်ပါစေလို့